င်္ဂလာပါဒီနေ့ကျမက side words နဲ့ပတ်သက်ပြီးတော့နည်းနည်းရှင်းပြပေးမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျမတို့ phonic တင်ကြားရေးမှာအရေးပါတယ် CVC words တွေကိုတင်ထားပြီးရအောင်မှာတကယ်တမ်းက side words တွေနဲ့တွဲပြီးတော့ reading sentence ကို ဖတ်တက်မှာပဲ dresser ချက်တယ်လို့ယူဆကြတယ်ဒါတော်တော်များများကြားထဲမှာရေးပန်းစားနေတာပေါ့နော်အရင်ငယ်တဲ့ကလေးတွေက၃လုံးတွဲထိရမယ်နည်းနည်း၅နှစ်နဲ့အထက်ကလေးတွေနည်းနည်းအရွယ်လေးရလာပြီဆိုတော့ကလေးတွေက ကျမတို့ sentence တွေဖတ်တရမယ်အဲ့ဒီ sentence တွေဖတ်တဖို့အတွက်ကဘာလို့လဲဆိုရင် side word ဆိုတာလို့တယ်အဲ့တော့အရင်ဆုံး side word နဲ့ပတ်သက်ပြီးတော့ side word ကဘာလဲဆိုတာကိုတစ်ချက်ပြောပြပေးမယ်เนาะ side words ကဒီမှာတော့အင်္ဂလိပ်လိုရေးထားတယ်ကျွန်မမြန်မာလိုပဲလူရင်းကိုပြောမယ် side word ဆိုတာခုမေမေတို့ကြိုက်တဲ့စာအုပ်เนาะចောင်းကသင်ရိုးစာအုပ်ကိုပဲဖြစ်ဖြစ်ကောက်ပြလှန်လှန်အဲ့ဒီထဲမှာကျွန်မတို့၅တန်းလောက်ဆိုရင် passage တွေပါလာပြီအဲ့ဒီမှာဘာတွေတွေ့ရလဲဆိုအ တွေ့ရတာအများဆုံးကျမတို့စာကြောင်းရဲ့ထိတ်ဆုံးမှာတွေ့ရတဲ့ the တို့เนาะ th the အများတန်းတွေ့နေရတဲ့ a เนาะမပြလို့ရှင်နောက်တစ်ခုက and and တို့ဟုတ်ပြီနော်အဲ့တော့အများတန်းတွေ့နေရတဲ့စာလုံးတွေ့ပါများတဲ့စာလုံးအများတန်းသုံးတယ်အဲ့ဒီစာလုံးတွေကိုကျမတို့စာကြောင်းနေစာဘိုက်တွေထဲမှာတစ်ခါတည်းမကတစ်ချိန်တည်းမကချိန်ပေါင်းများစွာခဏခဏမြင်တွေ့နေရတဲ့စာလုံးကို site watch လို့ခေါ်တယ် အဲ့ဒီစာလုံးတွေကကျမတို့ phonic နည်းနဲ့စာလုံးပေါင်းလို့ရတာလည်းရှိတယ်မရတာလည်းရှိတယ်နော်အဲ့တော့အဲ့ဒီစာလုံးတွေကိုကလေးတွေကိုတင်ကြားရင်းနဲ့ကျမတို့ကကလေးတွေကိုစာတန်းတွေဖတ်တတ်သွားအောင်စာကြောင်းတွေဖတ်တတ်သွားအောင်သင်ရတာဖြစ်တယ်။အဲ့တော့ phonic တင်တဲ့အချိန်မှာအဲ့ဒီလိုစာကြောင်းတွေဖတ်တတ်သွားတဲ့အခါမှာကျမတို့ကပြီးပြည့်စုံတဲ့ reset ကိုထွက်တယ်လို့ယူဆတယ်။အတန်ထွက်လဲမှန်ရမယ်နော်။ အဲ့တော့မိမိတွေအနေနဲ့လည်းဒါမျိုး recipe ကိုလိုချင်တယ်။အဲ့တော့လိုချင်တော့အိမ်မှာတင်ကြားရေးမှာကျမတို့ကခလေးကို side walls ကိုထည့်ပြီးတော့တင်ဖို့လိုတယ်။ကလေးရဲ့အနေအထားပေါ်မှာမူတည်ပြီးတော့ကျမတို့အကူပြောင်းလုပ်နေရင်လည်းတင်မလား။နော်အဲ့တော့ရှိမှာတင်နေတဲ့ CVC walls မပြီးသေးခင်မှာ side walls ကိုကျမတို့ time management နိုင်အောင်လုပ်ပြီးတော့ကုမလား။ဒါမှမဟုတ်ရင်ကိုယ့်အိမ်မှာကိုတာတမီကိုကိုတင်နေတာမို့လို့အေးအေးဆေးဆေးပဲတင်မလား။ကိုဘသားကိုစိုက်တဲ့နေနဲ့ရွေးလို့ရပါတယ်။ တော့ဒီမှာကျမကအရင်ဆုံးဒါကျမစီမှာအခုလက်ထွေသင်နေတဲ့ထဲက side word အနည်းငယ်ပေါ့နော် level 1အတွက်အနည်းငယ်ကိုကျမထုတ်ပြထားတယ် side words တွေကဘာတွေလဲလို့မသိပါဆိုဒီထဲမှာကြည်အောင်တချို့စာလုံးတွေကဥပမာဒီလိုမျိုးပေါ့ ANDN လိုမျိုးစာလုံးကကျမတို့ phonically နဲ့ပေါင်းလို့ရတယ်နော်ဒီလို but but ဆိုတဲ့ဟာမျိုးပေါင်းလို့ရတယ် it ပေါင်းလို့ရတယ် want want ကလည်းပေါင်းလို့ရတယ် ောက်ပြီးနော် HIS his ကလည်းပေါင်းလို့ရတယ်ဒီလိုစာလုံးတွေကကျမတို့ဒီ level အဆုံးထိတွားပြီးမှပေါင်းလို့ရတယ် TH ကအထရအတန်က H အတန်ကမလို့ချက်ဟလို့မထွက်ဖက်နဲ့ TH ရအတန်မှာသူက voice sound နဲ့ and voice sound ဆိုပြီးသူကနှစ်မျိုးရှိတာတဆိုပြီးလာတဲ့အတန်ရှိတယ်ဆိုပြီးလာတဲ့အတန်ရှိတယ်ဒါကကျမတို့ level အကုန်လုံးဆုံးသွားမှာအကလေးကိုပြပြလို့ရမှာဖြစ်တဲ့အတွက်ဒီစကလုံးနေကိုတင်မယ်ဆိုရင်ကျမတို့ကဒါကိုစာဖတ်မြန်မြန်စေဖို့အတွက်စောစီးစွာတင်ထားလို့ရတယ်ဒါပေမဲ့မြင်ပါများတွေ့ပါများတဲ့မှတ်မိတဲ့နည်းနဲ့တင်ရတယ်ဒါတွေကိုတင်ရင်ဒီလိုစာလုံးတွေပေါ့ဟုတ်ပြီနော်ဒါဆိုရင်ကျမတို့ long vowel sound တင်ပြီးမှတင်လို့ရမယ် ဒါဒီလဲ o o long vowel sound ဟုတ်ပြီနော် o o short sound တင်ပြီးမှကျမတို့ဒါကိုသင်လို့ရမယ်ဆိုတော့ဒါဆိုရင်ကျမတို့ e e sound ကိုသင်ပြီးမှသင်လို့ရမယ်ဟာရှိတယ်အဲဒီတော့ခါကျတော့ကျမတို့ဒီစာလုံးတွေကခလေးတွေကိုအခြေခံစာဖတ်တဲ့နေရာမှာထည့်ပြီးသင်ရမယ် sight words တချို့ဖြစ်တယ်ဒါတွေကအဲ့တော့သင်တဲ့ခါကျတော့ဒီချက်ဘယ်ဟာကိုစတင်ရမှာတော့ဆိုတာကမိမိတို့ရဲ့အပေါ်မှာမဟုတ်ချက်သို့မဟုတ်အပြင်စာအုပ်ကိုအကူအညီယူလို့ရတယ် เนาะအဲ့တော့တင်ကြားနည်းကိုကျွန်မကတစ်ချက် share လုပ်ပေးမှာဟိုတနည်းကလူမျိုးကျွန်မတို့เนาะအခန်းထဲမှာလိုက်ရှာတဲ့နည်းနဲ့လည်းတင်လို့ရတယ်စာလုံးတစ်လုံးကိုမိတ်ဆက်ပြီးတာနဲ့ပေါ့နော်ဥပမာဆိုပါဆိုမမေတို့က letter a နဲ့အရင်စပြီးလို့လဲကိုကိုမိတ်ဆက်မယ်ဆိုပါဆိုဟုတ်ပြီเนาะအဲ့တော့ဒီမှာတော့ကျွန်မကအဲဒီမှာကျွန်မက end နဲ့ပတ်သက်ပြီးတော့ end end နဲ့ပတ်သက်ပြီးတော့ကျွန်မကဒီမှာ အနမူနာလေးထည့်ပြထားပြ slide တခုပေါ့နော်အဲ့မေမေတို့ကဒါကိုကျမဒီမှာအခုဖော်ပြလိုက်တဲ့ပုံကိုမေမေတို့ကစာအုပ်မှာရေးလို့ရတယ်သို့မဟုတ် whiteboard မှာရေးလို့ရတယ်ဒီလိုမလုပ်ချင်ဘူးစာသင်ခန်းထဲမှာသို့မဟုတ်အိမ်ခန်းထဲမှာပြီးပြီးရှာခိုင်းခြင်းနဲ့ဆိုရင်လည်းရှာခိုင်းလို့ရတယ်တခြားသောနည်းလမ်းတွေအများကြီးနဲ့တုံးလို့ရတယ်ဒီမှာဆိုကြည့်ရအောင် အာဒါဟုတ်တလားမဟုတ်ဘူးလား yes or no မေးတဲ့မေးခွန်းလေးအာ it is what and yes or no ကလေးက yes or no ပဲဖြေရုံပဲသူကသူ့ကို and ဆိုတဲ့စက်လုံးကိုမိတ်ဆက်ပြီးတာနဲ့ဒီလိုမျိုးလေ့ကျင့်ခန်းကိုကျမတို့လုပ်ပေးသွားလို့ရတယ်အဲ့တော့ကိုကတကယ်လို့ဒီလိုမျိုးအလုံနဲ့လောက်မှာမဟုတ်ဘူးအိမ်မှာတင်မှာဆိုရင် whiteboard ပေါ်မှာဒီလိုမျိုးစက်လုံးတွေကိုဒီလိုအကွင်းလေးတွေမှာပါလဲရတယ် ဆိုပြီးတော့ဒီလို shape မပါလဲရတယ်ကိုကကိုစလုံးလေးတွေကြီးပဲရေးထားလိုက်လို့ရတယ်ပြီးရင်ဟုတ်လားမဟုတ်ဘူးလားခလေးကိုကျမတို့က၃လုံးတွဲတွေတင်နေရင်းနဲ့ side words ကိုကူးတယ်ဆိုရင်ဒါမျိုးတွေကိုမေးတဲ့အခါမှာခလေးက no လို့ပြန်ဖြေလိုက်နော်အဲ့လိုပြန်ဖြေတဲ့အခါမှာနော်ဒါကိုဒါဆိုရင်ဒီစကားလုံးကဘာလဲဖတ်တက်လားဆိုတော့ခလေးကိုထပ်ပြီးမေးလို့ရတဲ့ချက် app tab ဆိုတာကိုသူကအရှိမ CVC words ကိုတင်ခဲ့ပြီးသားဖြစ်တဲ့အတော်ကသူဖတ်ပြလိုက်မယ် okay ပြီးရင်နောက်တစ်ခုကကျမတို့ဒီမှာပေါ့အဲဒီလိုမျိုးเนาะအာကျမကဒီမှာမတူညီတဲ့စာလုံးတွေထည့်ထားပေးတယ်ဒီလိုမျိုးရှုခင်းပုံဒါကကျမက online မှာတင်တဲ့သူမျိုးလို့ရှုခင်းပုံထဲမှာထည့်ထားပေးမယ်မေမေတို့ဒီကိုယ့်ရဲ့အိမ်မှာပဲတင်မယ်ဆိုရင်အိမ်ရဲ့တနေရာစီမှာဒီစာလုံးကိုဖွက်ထားပေါ့เนาะစာရွက်နဲ့ရေး ဖြတ်လိုက်ဖြတ်ပြီးလို့ရှိရင်အဲ့အပိုင်းစားလေးကိုတနည်းအားမှာသွားပြီးတော့ကတ်ထားတာမျိုးတိတ်ကလေးနဲ့ကတ်ထားတာမျိုးကော်လေးနဲ့ကတ်ထားတာမျိုးလုပ်မယ်ပြီးရင်ရှာခိုင်းမယ်ပေါ့နော်အာဒီမှာကျွန်မကကျွန်မကလေးတို့ဒီလိုရှာခိုင်းတယ်သူတို့ကဖဲနားမှာရှိပါတယ်လို့អော်ကြတယ်ပေါ့နော် online ကလေးတွေကတော့ဒီလိုអော်ကြတယ်ပေါ့စာသင်ခန်းထဲမှာဆိုရင်တော့ဒါသူတို့ကိုဟုတ်လားမဟုတ်ဘူးလားကျွန်မမေးတယ်ရှာခိုင်းတယ်ဝိုင်းခိုင်းတယ်အယောင်ရှယ်ခိုင်းတယ်ပြီးရင်ဒီစာလုံးနဲ့တွဲပြီးတော့ကျွန်မတို့စာဖတ်ကြမယ်ဒီနေ့ကိုတစ်လုံးဆိုရင်ကလေးကလုံလောက်ပဲနော်အဲ့ဒါဒီမှာဆိုရင်ဒီလိုမျိုးပေါ့အဲ့တော့ကျွန်မပြောချင်တာက sentence ကိုတင်တဲ့အပိုင်းကိုပြောချင်တယ်နော် reading sentence တင်တဲ့အပိုင်းမှာဘာပြီးရင်ဘာကိုတင်ရမလဲနော်ဘာပြီးရင်ဘာကိုတင်ရမလဲဘယ်ဟာကိုစတင်ရမလဲမမေတို့ a ကစပြီးတော့တင်ဒါကအလွယ်ဆုံးပဲအဲ့တော့ဒီမှာကျွန်မရေးပေးထားတဲ့နော်ဒီ sentence ကလုံးဝကျွန်တော်တို့ phonic mean နဲ့ပေါင်းလို့မရတဲ့ဟာလုံးဝမပါသေးဘူးနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျမတို့ကဆိုပါဆိုဒီနေ့ a ကိုတင်လိုက်ပြီเนาะ a ကိုခုနကဒီအတိုင်းပဲကျမတို့လိုက်ရှာမယ် เนาะသူမဟုတ် yes or no ပြောမယ်တခြားသောနည်းလမ်းနေနဲ့ကျွန်မတို့က a ကိုတင်လိုက်တယ် a ဆိုတာကသူ့ရဲ့ name ဖြစ်တယ်သူ့ရဲ့ sound က a ဖြစ်တယ်အဲ့တော့ကျွန်မတို့စာဖတ်တဲ့အခါ a pen လို့ဒါကိုမဖတ်ဘူးနော်ကလေးဒီဒီသုံးလုံးအတွက်ကိုဖတ်တက်ပြီးသားဖြစ်တယ်ကျမတို့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကကလေးကိုစာတဲ့နေနေရာမှာနော်အဲ့တော့ကျမတို့ကကလေးကိုစာတဲ့နေနေရာမှာ pen အဲ့တော့ဒီနေရာမှာ pen ဆိုတဲ့နေရာမှာ သူတီးထားပြီးသားအရာအလုံးကိုမိမိတို့ကအစားထိုးလို့ရတယ်နော်သူတိထားပြီးသားစကလုံးအာလုံးမိမိတို့အစားထိုးလိုက်တယ်သုံးလုံးကျွဲအာလုံးအစားထိုးလိုက်ရတယ်ဒီနေရာမှာနော်အာ tap လည်းဖြစ်ရှင်ဖြစ်မယ် cap လည်းဖြစ်ရှင်ဖြစ်မယ်ဒါမျိုးတွေ tan pain pit ဒီနေရာမှာကျွန်မတခုတ် ပေါ့နော်အကြံပေးချင်တာကဒီလေရေးတဲ့အခါမှာဟာဒီစကလုံးကဒီစာတန်းကအတိတ်ပဲပြီးပြည့်စုံပါမလားတိချေဆိုတာကိုအများကြီးမစင်စားနဲ့ကျမတို့ခလေးတွေကိုကိုတိုင်းဖတ်တတ်သွားဖို့ကျမတို့ကအရင်ဆုံးဥတီတာဖြစ်တဲ့အတွက်အဆိုတဲ့စကားပြီးရင်အနောက်မှာเนาะအဆိုတဲ့စကလုံးပြီးရင်အနောက်မှာ pen အဟော်ဘီဒီ pen ညမှာအ pen စာဖတ်ရင်အမြဲတမ်းဘယ်ကနေညာကိုဖတ်မယ်ခလေးကိုဒီလိုပြောမယ် ဟုတ်ပြီနော်စာပတ်တက်ခအမြဲတမ်းဘယ်ကနေညာကိုဖတ်မယ် a pen a pen a pen ဟုတ်ပြီကဲဒါဆိုရင်အဲ့ဒီနေရာမှာမမီကနော် a pen ဆိုတဲ့နေရာမှာမမီကနောက်ထပ် pen ဖုတ်ဖက်နဲ့မမီကဒါလေးကိုအစားထုတ်မယ်ဒါတာရီမမီဘယ်လိုဖတ်မလဲဘယ်ကနေညာကိုဆွဲပါ a tap a tap အဲတော့လိုက်တာကဲနောက်တစ်လုံးကြည့်ရအောင်မိမိကဒါလေးအစားထိုက်တိုက်ပါမယ် a pin pin a pin အဲတော့လိုက်တာခီလိုမျိုးနဲ့ကျမတို့ကအစားထိုးသွားလို့ရအဲ့နောက်မှာကျမတို့ဘယ် side words ကိုသင်မလဲဆိုတာကမိမိဒီအပေါ်မှာမူတည်ပြီးတော့ကျမတို့ဒါမှမဟုတ်စာအုပ်တွေပေါ်မှာမူတည်ပြီးတော့ကိုယ်ဝင်လိုက်တဲ့စာအုပ်ကိုကိုးကားမဲ့စာအုပ်ပေါ်မှာမူတည်ပြီးတော့သင်သွားလို့ရတယ် ဆိုပြီးတော့ဒီနေရာမှာ append တို့ attack app တို့ကလေးကเนาะနောက်ခါ a cat တို့ဖတ်တက်သွားပြီဆိုမိမိတို့ကနောက်ထပ် and ဆိုပြီးတော့ထပ်ပြီးတော့ကျမတို့ထပ်တင်လို့ရတယ်။ဘာလို့တင်လို့ရရလဲပြောတာလဲကြည့်အောင် append ဖတ်တက်ပြီးသားဖြစ်တဲ့ and ကလေးနဲ့ဆက်လိုက်မယ် attend okay အဲ့တော့ကလေးကဒီမှာသူ့အတွက်သူ့ကိုဒီ n ကိုဒါခဏကလိုမျိုးကျွန်မတို့ကနော်လေ့ကျင့်ငန်းတစ်ခုခုလုပ်ထားတဲ့ပုံစံမျိုးနဲ့ဒီ ANDN ဆိုတဲ့စာလုံးကိုမေမေတို့ကမှတ်မိအောင်တင်လိုက်တင်လိုက်တယ်ဆိုရင်ကလေးကဒီစာတန်းကိုလွယ်လွယ်ကူကူနဲ့ဖတ်တတ်မှာဖြစ်တယ်အဲ့တော့ဖတ်တတ်ပြီဆိုတဲ့နေရာမှာ ကျမတို့ကတဖြည်းဖြည်းတကယ်လို့ဒီဟာကိုပေါ့နော်ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းဒီလိုမျိုးခလေးကသွားရတယ်မှာအခက်ခဲချင်းနဲ့ append အောက်ကနေကျမတို့တခြားနီးနဲ့ရေးလို့ရပါတယ်ဆိုတော့ဆိုပါဆို append အောက်မှာဆောနာကမိတတမီမီဖတ်ထားတဲ့ append ပဲတပည့်ရနာကမိမိကတလုံးလို့လိုက်မယ်ဒီနေ့မှတင်ထားတဲ့ end ဖတ်ပါအောင် append end okay နောက်တစ်ချောင်းဆိုရအောင် append end append, append. and attend အဲ့တော့ဒီညမှာကျွန်မတခုပြောချင်တာကစာကြောင်းတွေကိုကျွန်မတို့တင်တဲ့အခါရှေ့က၃လုံးတွင်နဲ့နောက်က၃လုံးတွင်ကျွန်မတို့စပြီးတင်တဲ့အခါပေါ့နော်ကျွန်တော်ဥပိုင်းစတင်တဲ့အခါရှေ့က၃လုံးတွင်နဲ့နောက်က၃လုံးတွင်ကိုကျွန်မတို့စီးချက်ညီတဲ့စာလုံးကိုပဲထည့်စီခြင်းပါတယ်နော်အဲ့တော့စီးချက်ညီတဲ့စာလုံးကိုဒီညမှာ append ဒီညမှာကျတော့ app ဒီလိုထင်လိုက်ရင်ခလေးအတွက်အနည်းငယ်ခက်ခဲနိုင်ပါတယ်ခလေးဆိုတာကကျမတို့ rhythm ကြကြသွားတာကိုသူတို့ပို့ပြီးသဘောကျတယ်ပေါ့နော်အဲဒီမှာဆိုကျမ a pin is in a tin နော်အဲဒီလိုမျိုးပေါ့နော်အဲဒီမှာဆိုလို့ရှိရင်ကလေးဖတ်တတ်မဲ့အရာတွေအကုန်ထည့်ထားတာဒီစာအကြောင်းကကျမတို့ grammar နည်းအရာမှားသွားပြီလား နော်ဒီစာကြောင်းကပြီးပြည့်စုံမှုရှိရလားအဲ့ဒါတွေအများကြီးလည်းမစင်စားသေးတော့ကျွန်တော်တို့ကစာအုပ်ထုတ်တာမဟုတ်ဘူးနော်စာအုပ်ထုတ်တာမဟုတ်ဒီမှာကိုယ်လောက်ထားတဲ့အရာကိုလည်းသူများကိုတွားပြီးပြရတာမဟုတ်ဘူးအဲ့တော့ဒါဆိုရင်ကလေးကိုအမားကြီးတင်ရမှာလားဒီလိုမဟုတ်ဘူးသူတကယ်တမ်းပြထန်းစာအုပ်တွေထဲမှာနောက်ပိုင်းဖတ်တဲ့ခါဒီမှန်ကန်တဲ့တင်ကိုတွေပဲပါလာမှာကျွန်တော်တို့ကခုလောလောဆယ်ကကိုကိုတိုင်းတင်တဲ့အခါမှာကလေးကမြင်သမျှစာလုံးတိုင်းကိုသူ ဖတ်တတ်ဖို့အတွက်သူ့အတွက်လွယ်ကူတဲ့စာလုံးတွေဖြစ်နေဖို့လိုတယ်ဒီမှာကျွန်မထည့်ထားတာဒီမှာနှလုံးတွဲလေးတွေ in a in ဆိုလဲသူဖတ်တတ်တဲ့အရာလေးတွေပဲအဲ့တော့ပြောချင်တာကခလေးတယောက်ရဲ့ဒီစာရန်တွေကိုစဖတ်တဲ့ပထမဦးဆုံးရှည်လမ်းမှာသူလန့်ဖြတ်မသွားအောင်ကျမတို့ဒီလွယ်ကူတဲ့ စာလုံးတွေလွယ်ကူတဲ့စာတန်းတွေလွယ်ကူတဲ့အတန်ထွက်တွေကိုကျမတို့ထည့်ပေးဖို့လိုတယ်ဒီမှာဆိုရင်ကျမဒီမှာ A နဲ့ပဲထည့်တာကျမဒီထည့်ပေးထားတဲ့ပေါ့နော် group 1 group 2 jollyphonic ပုံစံနဲ့ထည့်ထားပေးတယ်အဲ့ဒီ group 1 group 2 sentence ဒီနှစ်ဖက်လုံးမှာကျမခုထည့်ပေးထားတဲ့ box နှစ်ခုလုံးမှာ phonic ဒီနှစ်ဖက်လုံးမရတဲ့ side words တစ်လုံးမှမပါနော် ကုံလုံးကဖတ်လို့ရတဲ့ဟာတွေကြီးပဲ phonic နည်းနဲ့ပေါင်းလို့ရတဲ့ဟာတွေကြီးပဲကျွန်မထည့်ပေးထားတာ it ဆိုရင်လည်းပေါင်းလို့ရတာပဲเนาะအဲ့တော့ phonic နည်းနဲ့ပေါင်းလို့မရတာတွေကဘာတွေလဲခုနကကျွန်မမိတ်ဆက်ပေးထားတဲ့စာလုံးတွေဖြစ်တယ်เนาะအာဒါကိုတစ်ခေါက်ပြန်ပြမယ်အဲ့တော့ဒီမှာခုနကကျွန်မဒီမှာမိတ်ဆက်ပေးခဲ့တဲ့ဒီထဲကတစ်စလုံးအရှုကကျွန်မတို့ phonic နည်းနဲ့ပေါင်းလို့မရပါဘူးเนาะအဲ့တော့ပေါင်းလို့မရဘူးဆိုတော့ ပေါင်းလို့မရဘူးကဲတီချဲဒါဆိုရင်ဒါတွေကိုဘယ်မှာသွားရှာရမလဲဆိုတော့ကျမတို့ဘယ်မှာသွားရှာရမလဲဆိုတော့ကျမကတက်ချက်ပြပေးမယ်เนาะအဲ့တော့ဒါတွေက online မှာသွားပြီးတော့ရှာမယ်ဆိုရင်လည်းအရင်ကြီးခက်ခဲတဲ့အရာတော့မဟုတ်ဘူးဒါပေမဲ့အခုကျမပြပေးတာဒီလုံးဝမတိတဲ့အခြေခံမရှိတဲ့အခုမှစပြီးလေ့လာနေတဲ့မိမိတွေကိုယူရပြီးပြပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနှဲငယ်တော့ရိုးရှင်းလွန်းနေတာမျိုးလည်းဖြစ်နိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့အမြင်မတူရင်တော့တက်ချက်နားလည်ပေးပါဘာကြောင့်ကျမဒီကိုပြပေးလဲ ကျွန်မကိုယ်တိုင်လည်းဘာမှမသိတဲ့အနေအထားကနေစခဲ့ရတာမို့လို့ကျွန်မကိုယ်တိုင်လည်းဟိုရှာဒီရှာနဲ့အချိန်ကြီးအများကြီးကုန်ခဲ့တာမို့လို့ကျွန်မလိုအချိန်မကုန်စေချင်လို့ဘာမှမသိတဲ့သူတွေအတွက်ကိုပါကျွန်မကထည့်စဉ်းစားပေးတာမို့လို့ဒီလိုလုပ်ပေးတာပါအဲ့အတွက်တစ်ချက်လိုက်ကြည့်ပေးပါနော်အဲ့မသိတဲ့သူလေးတွေတစ်ချက်လိုက်ကြည့်ပေးပါအဲ့ဒီမှာဒီမှာကျမတို့ Google ရဲ့ဘက်ကိုတွားလိုက်တွားလိုက်တယ်ဆိုရင်ဒီမှာ Pinterest ဆိုတာလေးရှိရတွေ့လားဖြီးပုံစံလေးနဲ့မရှိဘူးဆိုရင်ဒီမှာရိုက်ချလိုက်เนาะ P I N T E R E S T နော်ဒီလိုလေးရိုက်ရှာလိုက်ရှာရှာလိုက်တယ်ဆိုရင်ကျမတို့ဒီမှာဝင်နေပြီ နော် line ကတက်ပြီးတော့အဲ့ဒီချိန်မှာမမေတို့ကဘာတွေသွားရှာလို့ရလဲဆိုပြီးကျမကဒီမှာရှာနီးတခါလေးပဲဒီမှာ the man is in the van ဒီလိုမျိုးလေးတွေရှိရကျမတို့ပြောရမယ်ဆိုလို့ရှိရင်အာ ready made ပေါ့နော်ပြောချင်တာကလုံးဝသူကအရန်တင်တင်လို့ရတဲ့စာတန်းလေးတချို့ရှိတယ်။အဲ့ဒီထဲမှာတော့ကိုမတင်ရသေးတဲ့ကိုမတင်ဘူးသေးတဲ့ side words ကလေးတွေပါကောင်းပါလာတယ်ဒီမှာ mind တို့အဲ့တော့မိမိတို့ကကိုကိုရိုင်းကနော် စာကြောင်းနေမလို့ရှင်ဘူးအရှိန်မရှိဘူးဟုတ်ပြီနော်ကိုက မစင်စားတော့ဘူးမစင်စားလည်းမစင်စားချင်ဘူးဆိုဒါမျိုးကိုတရွက်သွားယူလိုက်ယူပြီးရင်ဒီထဲမှာမေမေတို့တင်ရမယ့် side words တွေကိုဒီလိုတားလိုက်ပါ ်ဟုတ်ပြီနော်ဒါကတော့ကျမတို့ကလေးကိုတင်ရင်လည်းရတယ်မတင်ရင်လည်းရတယ်ဒါကတော့ကျမတို့ phonic နည်းနဲ့ပေါင်းလို့ရတာမဟုတ်ဘူးတင်မယ်ဆိုရင်တော့အဲကျမတို့ငယ်တဲ့ကလေးဆိုရင်တော့ထည့်ပြီးတင်စေခြင်းပါတယ် is ကိုတစ်ခါ on ကိုတစ်ခါ in ကိုတစ်ခါဒီလိုမျိုးလေးတွေတင်စေခြင်းပါတယ်နော် ဒီလိုစင်ဒီမှာ my ပေါ့နော် amoy my ကျမတို့ဒါဒီ wine ကို i ဆိုတဲ့အတန်ထွက်တယ်ဆိုတာကိုကျမတို့ကနောက်မှာသူ့ရဲ့ rule နဲ့ဖြည်းဖြည်းသင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တော့ဒါကိုကျမတို့က side words နဲ့တခါတည်းသင်လို့ရတယ်ရှိသင်လို့ရတယ်ဟုတ်ပြီနော် on သင်လို့ရတယ် ဟုတ်ပြီနော်အဲ့တော့ဒီလိုမျိုးတိတ်ရွက်ကိုတွားပြီးတော့ယူလိုက်လို့ရတယ်မမေတို့ကဥမာဒါမျိုးလေးကို save ထားပြီးတော့အပြင်မှာစရွက်လေးတွားထုတ်လိုက်ရင်လည်းရတယ်အဲ့တော့ကိုအနေနဲ့ဒါလေးကိုတစ်ပတ်အချိန်ယူပြီးတင်မလားကိုကလေးလေးကိုနှစ်ပတ်အချိန်ယူပြီးတင်မလားစသဖြင့်လုပ်လို့ရတယ်နော်ပြီးလို့ရှိရင်ဒီမှာ ီလိုမျိုးလေးတွေရှိတယ်เนาะအဲ့တော့ခစ်က social kit ဖြစ်နေပြီကိုကနည်းနည်းတော့သွားပြီးတော့ social မှာရှာတာမျိုးเนาะဒီမှာ short a နဲ့ပတ်သက်တဲ့เนาะစာစာကြောင်းလေးတွေဒါမျိုးလေးတွေကနေကျမတို့ကစာရတာเนาะအဲ့တော့ကလေးကိုစာတန်းအရှိကြီးเนาะအရှိကြီးဖတ်ဖို့ဆိုတာကဒါဒီလိုမျိုးတူတူလေးကနေเนาะဒီလိုမျိုးဒီလိုမျိုးလေး the cat တွေ့လားဒီလိုမျိုးလေးတွေအဲ့တို့နှလုံးတွဲလေးတွေကနေစာဒီမှာဆိုလို့ရှိရင်ဒီမှာတွေ့လားအရန်ပေါ်တယ်အဲ့တော့ the the cat the cat sat okay ဒါဒီကျမတို့ဒီမှာ the တလုံးပဲပါ Okay. အဲ့ကျွန်တော်တို့ side words တင်တဲ့အခါ they တလုံးပဲပါတယ်။ဒါဆို they တလုံးတင်ပြီးမိမိတို့တာတာမိမိတွေဒါကိုဖတ်လို့ရတယ်။ကျွန်မပြောချင်တာကအဲ့တော့အရန်ပေါ်တယ်ကွာ။ကိုက CPC words နဲ့တွဲထားတဲ့ဒီလိုစကားလုံးပဲဟာကိုကဖြစ်ဖြစ်မိမိတို့ကတင်လို့ရတယ်ခလေးတွေနော်။အဲ့တော့ side words နဲ့ပတ်သက်ပြီးတော့ဒီမှာကိုကအများကြီးလိုချင်တယ်ဆိုလို့ရှိရင်ဒီမှာဆိုပါစို့ side wards ကိုဒီမှာ level 1ဆိုပြီးရထည့်လိုက်ဒါ level 1ဆိုတာဒီကျမတို့လုံးဝအောက်ဆုံးက အစ်စ်ရိုးရှင်းဆုံးအစ်စ်မှာတင်ရမယ် side wards ဒီမှာပါတယ် နော်အဲ့ဒီလိုမျိုးလဲကျမတို့သွားရှာလို့ရတယ်အွန်လိုင်းမှာအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့အရန်ကြီးခက်ခဲတယ်လို့စိတ်ထဲမှာမယူဆစေချင်ဘူးကျမတို့ခုခေတ်မှာအင်တာနက်ရှိတယ်ဖုန်းတစ်လုံးရှိတယ်ဆိုလို့ရှိရင်ဘယ်နေရာကမစိုးကလေးတွေကိုတင်ကြားလို့ရတယ်တင်ကြားရေးနည်းလမ်းတွေကိုကျမစီမမမဟုတ်ဒီ channel မှာမဟုတ် channel ပေါင်းစုံမှာကျမတို့တင်ထားပေးတာတွေရှိနေတဲ့အတွက်မေမေတို့အနေနဲ့ဒီလိုမျိုးလေးတွေ try ကြည့်စေချင်ပါတယ်အဲ့တော့ internet မကောင်းလို့เนาะပြီးအချိန်မကိုက်လို့ ကလေးကိုတင်ဖို့အတွက်ဒီ cherry နဲ့အချိန်မကိုက်လို့ဆိုပြီးမတင်ရတာတွေဝေးလို့မပို့နိုင်တဲ့သူတွေကဘာလုပ်လို့ရလဲအိမ်မှာကိုယ်တိုင်တင်လို့ရတယ်ဒီနီနဲ့တင်လို့ရတယ်ဟုတ်ပြီနော်ကဲအဲ့တော့ကျမတို့ကခုနကနေရာကိုတစ်ခေါက်ပြန်သွားရကဲ ကဲအဲ့တော့ကျမတို့ကဒီမှာဒါတွေတင်ပြီးသွားပြီဆိုလို့ရှိရင်အခုဒါဆိုရင်ကျမပြောတဲ့ဒီတင်နည်းကိုတစ်ချက်သဘောပေါက်ပြီလို့ထင်ပါတယ်เนาะ side words ကိုတနေ့တစ်လုံးလောက်သွားမယ်ပြီးရင်ဒီလိုကျမတို့เนาะခလေးတွေနည်းနည်း fun ဖြစ်မဲ့အရာလေးတွေသွားမယ်အဲ့တော့အခုကျမကကျမရဲ့အဲတီးသက်ဒါ mix session ဖိတ်ခေါ်မှုလို့လည်းပြောလို့ရပါတယ်စာအုပ်တအုပ် mix ဆက်ပေးမယ်အဲ့တော့အဲ့ဒါကဘာလဲဆိုတော့မိမေတို့အားလုံးတက်တက်တတနဲ့ပေါ့เนาะဒါခကြီးပေါက်စီမဲ့အရာတခုကိုပြဆရာရှိတယ် အဲ့တော့ဒါလေးပါ side word readers ဆိုပြီးတော့ဒီမှာစာအုပ်ရှိတယ်ပေါ့နော်အဲဒီစာအုပ်ကကျွန်မတင်တဲ့မှာတုံးနေတဲ့စာအုပ်စာအုပ်တည်တဲ့ ဝယ်ယူခြင်းတဲ့သူတွေဘာမှလုံးဝကိုကိုတိုင်းရှင်မလုံရှင်မှုခလေးဆိုတာကစာတန်းကြီးကြီးပဲဖတ်ရတာလည်းစမပြေဘူးဒီချေရုပ်ပုံလေးနဲ့ထိထိမိမိကလေးနော်ရုပ်ကလေးနဲ့အယုတ်ကလေးနဲ့သူ့ရဲ့စာလေးနဲ့လည်းကိုက်ညီရမယ်ဆိုလို့ရှိရင်ဒါကကျွန်မနဲ့နဲ့လုံးလုံးပေါ့နော်ဒီ online ရက်တည်လာတဲ့အပြင်မှာကတခြားအပြင်တင်နန်းကတခြားအချင်းအရင်ကလေးကတင်နေတယ်ပေါ့အဲ့တော့ဒီ online ကိုစတင်တဲ့ချိန်ကစပြီးကျွန်မက file အသေးနဲ့မတင်ချင်ဘူးဒီအတွက်ကြောင့်မို့လို့ပြီးတော့ file အသေးလေးကပါတဲ့ရုပ်ပုံတွေထက်ကိုမတင်ချင်တဲ့အတွက်ကြောင့်မို့လို့ကိုကိုတိုင်းကလေးတွေအတွက်တီးတန့်ပြင် ဆင်ထားတဲ့စာအုပ်ပေါ့နော်အဲ့တော့ဒီစာအုပ်ကဒါကျမရဲ့တည်တံ့ဖိတ်ခေါ်မှုပါဒီစာအုပ်ကအာမေမေတို့အနေနဲ့တထောင်မကျော်တဲ့ဈေးနဲ့6000 9000လောက်နဲ့ပေါ့နော်လွန်စီဒီစာဒီဗီဒီယိုဘိုင်ကိုတွေ့ခဲ့တဲ့အချိန်မှာဈေးတက်သွားခဲ့ရင်တော့6500တန်းမပေါ်တဲ့ဈေးနဲ့ဒီစာအုပ်ကိုရမှာပါနော်အဲ့ရခါကျတော့ဒီစာအုပ်ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျမအောက်မှာချပေးထားတဲ့ link မှာလာပြီးတော့ ဝယ်ယူလို့ရပါတယ်စာအုပ်မဝယ်ခြင်းရင်လေခုနကကျွန်မပြောတဲ့နေရာတွေမှာသွားပြီးတော့ free ယူလို့ရပါတယ်ဝယ်ရမယ်လို့မဆိုလိုပါဘူးလုံးဝ ready made ပေါ့နော်ဒီအယုတ်နဲ့တခါတည်းတွဲပြီးတော့ complete လိုချင်နေဆိုတဲ့သူတွေအတွက်ဒါမျိုးစာအုပ်ရှိပါမယ်အဲ့တော့ဒီစာအုပ်ကိုမရောက်ခင်တင်ရတဲ့လေ့ကျင့်ခန်းစာအုပ်တွေ CBC Word စာအုပ်တွေလေ့ကျင့်ခန်းတွေအများကြီးပါမယ်နောက်ပြီးလို့ရှိရင်နောက်တစ်ခုက စီဗီစီဝတ်နဲ့ပတ်သက်ပြီးလေ့ကျင့်ရတဲ့ပေါ့နော် လေ့ကျင့်ခန်းတွေ reader တွေပေါ့နော်အဲနောက် letter sound နဲ့ပတ်သက်ပြီးလေ့ကျင့်ရတဲ့လေ့ကျင့်ခန်းတွေအကုန်လုံးကျမစီမှာရှိပါတယ်အာစာအုပ်နဲ့ပတ်သက်တစ်ချက်စုံစမ်းခြင်းရအောက်မှာเนาะစာအုပ်တွေသင်တန်းတွေနဲ့ပတ်သက်ပြီးစုံစမ်းခြင်းတာရှိရင်ကျမအောက်မှာချပေးထားတဲ့ link မှာတစ်ချက်လာပြီးစုံစမ်းလို့ရပါတယ်ရှင်အဲ့တော့ဒီနေ့ကတော့ကျမတို့ဒီ site words နဲ့ပတ်သက်ပြီးတော့ခလေးတွေကိုခီးပေါက်အောင်ဘယ်လိုသင်ရမလဲဆိုတာကိုတစ်ချက်မျှဝေပေးခဲ့တာဖြစ်ပါတယ်အာနောက်ရက်ဒီမှာလဲကျမတို့2 planning tree planning sidewalks တင်းဒီတွေကိုပြောပြသွားပြီဖြစ်တဲ့အတွက်ဘယ်ကိုတက်လမ်းဖို့ပဲလို့လဲဆိုရင် cast net planning lawn flower sound တွေနဲ့ပတ်သက်ပြီးတော့ကျွန်မကနေ့စဉ်တင်ပြသွားမှာဖြစ်ပါတယ်။အဲ့ဒါစိတ်ဝင်စားတယ်ဆိုရင် channel လေးကို subscribe လုပ်သွားပေးဖို့မြစ်တာရက်ခံပါတယ်ရှင့်။ဒီ ठी ठी ပြခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။